ယုံလေးဟာအိမ်မြောင်တတိမထမီတုံးမှာသူ့ရဲ့အသီးကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ခြေလန်းနေငယ်လှမ်းပြီးတဲ့နောက်မှာပဲအိမ်မြောင်ဟာရုတ်တရက်ယုံလေးရဲ့နောက်မှာပေါ်လာခဲ့ပါတယ်။ယုံလေးဟာလက်ထဲကအသီးတွေပြုတ်ကျလာတော့မှရက်မနေပဲအပြေးလွှားထွက်ပြေးခဲ့ပါတယ်။အိမ်မြောင်ကဖမ်းမိတော့မယ့်အချိန်မှာယုံလေးဟာရုတ်တရက်ရက်တက်လိုက်တာကြောင့်အိမ်မြောင်ဟာရှေ့ကိုလွင့်ဆင်ပြီးစောင့်မိသွားပါတယ်။အဲ့ဒီနောက်မှာတော့ယုံလေးဟာလိုင်ကူထဲကိုပုံအောင်လိုက်ပါတယ်။အိမ်မြောင်ဟာကူဝမှာခဏလောက် ဝိပက်ကြည့်ရှုပြီးထွက်သွားခဲ့ပါတယ်။ယုံလေးပြန်ထွက်လာတဲ့အခါရုတ်တရက်ချော်လဲကျသွားပါတယ်။လှည့်ကြည့်လိုက်တော့အမွှေးနုနုလေးရှိတဲ့ငှက်ကလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ယုံလေးဟာပြုတ်ကျသွားတဲ့အသီးကိုအ мян ကောက်ယူပြီးထွက်သွားဖို့ပြင်ဆင်ပေမဲ့ငှက်ကလေးကတွတ်တွတ်အောင်မြင်နေပါတယ်။ယုံလေးမှလည်းမတက်တာတာကြောင့်ပြန်သွားပြီးငှက်ကလေးကိုကူညီထူပေးခဲ့ပါတယ်။အန်ဩစရာကောင်းလာကတော့ငှက်ကလေးဟာယုံလေးနောက်ကိုလိုက်လာခဲ့ပါတယ်။ယုံလေးဟာငှက်ကလေးကိုမူလနေရာမှာပြန်ထားပေးပြီးအသီးတစ်လုံးပေးလိုက်ပါတယ်။ နောက်ထပ်မလိုက်ဖို့လည်းပြောခဲ့ပေမဲ့အဲ့ဒီအချိန်မှာငွေတကောင်ကငှက်ကလေးကိုမျက်စိကျနေပါတော့တယ်ယုံလေးဟာအလင်းအမြန်ပြေးသွားပြီးငှက်ကလေးကိုကောက်ယူလိုက်ပါတယ်အိမ်မြောင်ဟာကြောက်တုံးပေါ်တင်ပေးထားခဲ့ပါတယ်ယုံလေးအသီးတွေစူးစောင်းနေလုံးမှာကင်မီကောက်တွေကငှက်ကလေးကိုဝိုင်းရံထားတာကိုတွေ့လိုက်ရပါတယ်တစ်ချိန်ထဲမှာပဲကျိုင်းကောင်တကောင်ကအသီးကိုယူသွားပါတော့တယ်နောက်ဆုံးမှာယုံလေးဟာပြန်လာပြီးငှက်ကလေးကိုဆွဲယူကာကင်မီကောက်တွေကိုကန်ထုတ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ယုံလေးဟာငှက် ကလေးကိုတစ်ခေါင်းထဲမှာဝတ်ထားခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲမြေခွေးတစ်ကောင်ပေါ်လာခဲ့ပါတယ်။ယုံလေးဟာငှက်ကလေးကိုဆွဲယူပြီးထွက်ပြေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ငှက်ကလေးကိုတကိုင်းပေါ်တင်ပေးခဲ့ပေမဲ့အဲ့ဒီမှာအဆိပ်ရှိတဲ့ပင့်ကူတစ်ကောင်နဲ့တွေ့ဆုံခဲ့ရပါတယ်။ဒီလိုနဲ့ယုံလေးဟာပီရန်ဟာငါးများတဲကန်သားရထဲမှာလင်းတာတွေနဲ့ဖြန်တွေးရေထဲမှာမိချောင်းတွေနဲ့ငါးမန်းတွေလိုမရေမတွက်နိုင်တဲ့အနေရည်တွေကိုကြောတော့ပြီးတဲ့နောက်မှာငှက်ကလေးနဲ့အတူ၆ကမ်းပါတစ်ခုစီကိုရောက်ရှိခဲ့ပါတယ်။ရုတ်တရက်လေးပြ ဟင်းတစ်ချက်ကသူတို့ကိုကောင်းကင်ပေါ်မြောက်တင်လိုက်ပါတယ်။ယုံလေးဟာငှက်ကလေးကိုသူ့ရင်ခွင်ထဲမှာအမြန်ကာကွယ်ပေးပြီးပထမဆုံးအချိန်ပြန်တန်းဖို့ကြိုးစားနိုင်အောင်ငှက်ကလေးကိုပြန်မတင်ပေးလိုက်ပါတယ်။ယုံလေးဟာလေထဲမှာပြန်ဝဲနေရတဲ့ခံစားချက်ကိုခံစားလိုက်ရပါတယ်။ငှက်ကလေးဟာပျော်ရွှင်နေခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲရွှေလင်းတက်တကောင်ကငှက်ကလေးကိုလက်ခနဲ့လာဖမ်းသွားပါတော့တယ်။ယုံလေးဟာအမျက်ဒေါသထွက်လာပြီးအခွင့်ရေးယူကရွှေလင်းတက်ရဲ့ကြောပေါ်ကိုခုန်တက်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရွှေလင်းတက်ကငှက်ကလေးကို လွတ်ပေးခဲ့ပါတယ်ဒါကိုမြင်တော့ယုံလေးဟာရွှေလင်းတဘောကနေခုန်ချပြီးလေထဲမှာရှိတဲ့ငှက်ကလေးကိုဖျက်လိုက်ပါတယ်ပြီးတဲ့နောက်တင့်တော်တဲ့အချိန်မှာငှက်ကလေးကို၆ကမ်းပါပေါ်ကိုဘေးကင်းစွာပြစ်တင်ပေးလိုက်ပါတယ်ဒါပေမဲ့ယုံလေးကတော့ငှက်ကလေးထိတ်လန့်နေလို့မှပဲအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်လေပြင်းမုန်တိုင်းတစ်ခုကယုံလေးကို၆ကမ်းပါပေါ်ကိုပြန်လဲတိုက်တင်ပေးခဲ့ပါတယ်ယုံလေးနဲ့ငှက်ကလေးဟာဝမ်းမြောက်ပျော်ရွှင်စွာဖက်လဲလိုက်ကြပါတယ်မကြခင်မှာပဲငှက်ကလေးဟာပုံမှုမြင့်မားစွာပြန်တန်းနိုင်ခဲ့ပြအရွယ်ရောက်လာတဲ့အခါယုံလေးအနှစ်သက်ဆုံးအသီးကိုပြန်ယူလာပေးခဲ့ပါတယ်။သူတို့နှစ်ဦးသားအတူတကွအလှဆုံးနေဝင်စည်းစာကိုကြည့်ရှုရင်းဇလန်းကပုံမြင်ဖြစ်အဆုံးသက်သွားခဲ့ပါတယ်။